ဒီရှင်မင်းနေတောင်ကပေါ်တော်မူဖျားများပါအရင်တန်ကြောင့်နော်ရထားမင်းကြီးတည်ထားကိုခဲ့တဲ့ဖျားတွေပါရှင်မင်းတင်တောင်ပေါ်ကငရင်ပြိုကျတဲ့နေရာအလိုတော်ပြီးဥက္ခွက်ဖျားလေးတွေပါအလိုတော်ပြီးဥက္ခွက်ဖျားလေးတွေထားမင်းကြီးတည်ထားကိုခဲ့တဲ့အလိုရအလိုတော်ပြီးဥက္ခွက်ဖျားလေးတွေပါငရင်တန်ပြန်လေပြုတ်ပြင်လူတန်းဝင်ရတာလေကုသိုလ်တစ်မျိုးပေါ့ တဲ့ဘယ်လင်းအချင်းဦးစင်းသားလေးရရွှေမြင်းတတောင်ကဖရာစီဒီပြိုကြတဲ့လောအပေးကိုတော်များကိုကျမအမကြီးပါရှင်တရားစကားဝင်တော့ကိုဟင်းမချက်နဲ့ဆိုတာကိုအဲ့ဒါကြော်ကတ်နေတာပါရှင်လောအပေးကိုဘယ်လင်းရွှေမြင်းတတောင်ကြီးပါရှင်ဒေတာကြီးကျောက်ဆယ်ခရိုင်စင်ငံမြို့နယ်ဘယ်လင်းအချင်းဦးစင်းသားလေးကရွှေမြင်းတတောင်ကဖရာကြီးငရင်တန်ကြောင့်ပြိုကျသွားတော့ဌာပနာစီဒီဖရာများပါရှင် နော်ယထာမင်းကြီးတည်ထောင်ကိုးကွယ်ခဲ့တဲ့ဘုရားပါ။ရွှေသိမ့်တော်ဘုရားနဲ့ဘုရားတကာအတူတူပါပဲရှင်။လူတော်ပြည့်အုပ်ချက်ဘုရားများပါရှင်။လူတော်ပြည့်အုပ်ချက်ဘုရားများပါ။ဌာပနာတွေကပေါ်လာတဲ့ဘုရားတွေပါရှင်။အတူရေစက်ချလူနိုင်လူတန်းနိုင်ပါကြီးအတူရေစက်ဆုံးပါ။အင်းငရင်ကြောင့်ပြိုကျသွားတဲ့ဘုရားရွှေမြင့်တင်စေတီတော်ကြီးပါ။လူဖြစ်တော့ဖူးခွင်းလို့ဖူးရလူခွင်းလို့လူရ ဖြစ်လာသည်များအရာရာအကောင့်ကြည့်တယ်ပဲပေါ့ဒီနေ့ကုသိုလ်ပါရှင်တဲ့အမြင်ရတာကြောက်ဆက်ရွှေသိမ့်တော်ဖျားပါရှင်ရွှေသိမ့်တော်ဖျားပါရှင်